မနေ့ကပဲမလေးခဲဘုန်းကြီးတစ်ပါးကတက်ပြီးတော့အမေရိကန်ဘုန်းကြီးတစ်ပါးအကြောင်းသူကတယောက်ထားတယ်။မနေ့ကလည်းဒီကကြီးတူကနိုင်ငံသားလေးအရှင်ကြီးဘယ်လိုရှိလဲဆိုပြီးတော့သူကမိတာနဲ့ဘုန်းကြီးကအဲ့ဒီအကြောင်းလေးတော့ပြန်ပြောလိုက်တယ်နော်။ဒီတရားတရားကနားကြည့်တယ်ဒါပေမဲ့ယုံကြည်ချက်တရားတရားမရှိဘူးဖြင့်အလွတ်လွတ်လပ်မောင်းမြင်နေတဲ့အကြောင်းကိုဘုန်းကြီးကပြောနေတာပါ။ဒီမိန်းကဘုန်းကြီးကဒီကနှစ်ခေါက်လောက်သုံးခေါက်လောက်ရောက်ခုပါတယ်။ ဒါပေမဲ့ဘောင်းကိုတဲ့ဆရာတော်ကဝိနည်းယွန်တိလေးစားတဲ့အတွက်သူစိတ်ဝင်စားမှုတော့ရှိတယ်လို့ရှိတယ်ဒါပေမဲ့တရားကအမိမတရားဖြစ်နေတဲ့အခါကျတော့သူဘယ်လိုမှလက်မခံနိုင်ဘူးတဲ့ဟောဘုန်းကြီးဟောတဲ့တရားတော့ဟုတ်ဘုရားဟောတဲ့တရားကိုနာကြားနှိမ်တဲ့နာသူ့မှမကြည့်လားဖြစ်ဒါပေမဲ့ဒီအမိမတရားကိုသူလက်မခံနိုင်ဘူးတဲ့တရားပေါ်နဲ့ယုံကြည်တဲ့တရားပြရှိလားမရှိဘူးဘာဖြစ်လို့ဒီလိုစကားပြောတယ်ဆိုတော့အကြောင်းရှိပါတယ်နော် အနောက်တိုင်းပုဂ္ဂိုလ်တော်ခမ်းများများပြည်နယ်ရှိအမြင်ခံနေတဲ့ပုဂ္ဂိုလ်တော်ခမ်းများများကအမိမာတိဘုရားဟောဒီလားမဟုတ်တော်ဘူးဆိုပြီးတော့ကုန်ပြီအော်နေတဲ့အဲ့ဒီသံဃာတွေကကဘာမှတော်လေးပြန်ပွားနေတော့အမိမာတိတရားတော်ဒီပြန်ဟောမဟုတ်ဘူးဆိုပြီးတော့ကဒီလိုယုံကြည်ထားယုံကြည်တဲ့အခါကျတော့အလွယ်လွယ်အမှန်မှယုံကြည်နေတဲ့ယုံကြည်ချက်ပဲဒါကတကယ်သရာအစ်ဟုတ်သလားမဟုတ်ဘူးမှန်းရင်းနဲ့သရာပဲမိစ္ဆာတိမောက္ခလို့ခေါ်ပါတယ်ပြီးတော့ အဲ့ဒီလိုဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကမလုံပုဂ္ဂိုလ်တွေလဲဆိုတော့ဘုန်းကြီးညာဉ္ဇဉ်ကြောင့်လို့နည်းနည်းပြီးတော့ပြန်ပြောနေပါတယ်နော်။ဟောဥလိလက်ထက်လောက်ကပဲသူကြပါလို့နော်။လေလေလေရီတော်ဘုရားရှင်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 းအချိန်ဆောင်မှာဘုန်းကြီးတို့ညခိုင်မျိုးသားဖြစ်ကြတဲ့ညခိုင်မျိုးသားဖြစ်တဲ့ဖြစ်တော့ညီမျိုးမင်းကြီးဟောတေဂဏီဥရှင်ဇာအောင်ကနေပြီးတော့မိမတ္တသင်္ကန်းကျမ်းလေးကိုသူကအင်္ဂလိပ်လိုဘာသာပြန်ပါတယ် ဒီမာနမြန်ကိုလန္ဒန်ပါဠိသင်္ကန်းနဲ့ရိုက်ကြည့်ဖို့ရအတွက်လန္ဒန်ကိုနှမ်းပြီးပို့ပေးလိုက်ပို့ပေးလိုက်တဲ့အခါကျတော့ဒုချင်းကမှာလန္ဒန်ပါဠိသင်္ကန်းဥက္ကဋ္ဌဖြစ်နေတာကမမင်းကြီးမှပဲနော်အဲဒီမမင်းကြီးမှပို့တာပဲသူကမစ္စတာရိုက်ဒေးဗစ်ရဲ့အမျိုးသမီးပဲသူဒေးဗစ်ကဒီဟိုမှာလာပြီးတော့ဒီပါဠိကိုလေ့လာလိုက်တယ်လေ့လာပြီးတဲ့အခါမှာဒီပစ်စနစ်ပြွှင်တယ် ခင်ဗျာသူအမျိုးသမီးကိုသူကမြန်မြန်ကောင်းဆုံးစပြီးပါဠိသင်ပေးလိုက်တဲ့အခါ၆လအတွင်းမှာပါဠိကိုကျွမ်းကျင်တယ်ဆိုပြီးသူကဂုဏ်ထမ်းသူကပါဠိစာပြေကိုဖတ်နိုင်တယ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ယောက်ကဆရာသမားထမ်းမှာဒီပြီမှာကိုသင်ဖို့မလိုဘူးပိဋကတိလည်းသင်ဖို့မလိုဘူးလို့သူကလည်းဒီလိုလက်ခံတာအဲဒီလိုလက်ခံတဲ့အမျိုးသမီးတို့ကဒကာကြီးဥပ္ပေဇာအောင်ရဲ့အမိမာကိုသူကအဲဒီကလို့သူသိခဲ့ရတော့မယ်ဆိုတော့ဥပ္ပမနဲ့ပတ်သက်ပြီးသူ့မှာညှင်းနှီးမှုမရှိဘူး မကြည့်တော့ခုမှကိုလေ့လာလိုက်တဲ့အချိန်ခါကျတော့လေဘုရားဓမ္မမရှိတော့သူသိကျင်တဲ့အချက်တွေကိုတရားကြီးဥဖြေသာအောင်ခံလှမ်းပြီးတော့ရေးအဲဒီဘုရားကြီးကတရားကြီးဥဖြေသာအောင်ကမစွဲမှရှိတဲ့ဇေရတော်ဥညာဏရဲ့အကူကြီးနဲ့လေရီတော်ဘုရားဓမ္မဘာသာပြန်ပြီးတော့မိကုန်းနေကိုပြန်ပြီးတော့မိကြပါတယ်လေရီတော်ဘုရားကလည်းအပြေကိုမြန်မာလိုပြန်ပြီးတော့ရေးတယ်မြန်မာပြန်နေတဲ့ဒီအပြေကို ဘုရားကြီးမှတရားတော်ဥညာဏနဲ့လည်းငါကြီးဥသိကံအောင်လို့ကအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့နန္ဒကုတ္တခံပြန်ပို့ရတယ်။ဘယ်လိုမျိုးဖြစ်နေဖြစ်ဒီအမိမကိုလေးလာတာသူကဘလောက်ကြာသွားလဲ။ဆယ်နှစ်ကြာသွားတယ်။ဆယ်နှစ်ကြာတဲ့အချိန်ကျတော့သူကသူ့ကျမ်းစာတိုက်စာအောင်မှာအမိန်းလေးမှသူကဗမတ်ချက်ချတာလေ။အမိမကဒီလူသားတွေအတွက်ဘလောက်ကြီးလို့ရတယ်ဆိုတာကိုသူလေ့လာကြည့်တယ်။လူသားတွေအတွက်ဒီဆုံးညာကြီးကြီးပြတာကိုသူကြောက်ဖွေလို့မတွေ့ဘူး။မင်းမိမိမှတော့ရုပ်ဆိုတာပါလဲ။ နန္ဒရာပါလဲနမရူပပရိစ္ဆေဒညာသာပါလဲတောင်သူကနားမလဲလူပါသူကဝေခံထားတာကလူသားတွေအတွက်အမိမာဒီဘာမှအကျိုးကျိုးမရှိဘူးလို့သူကယုံကြည်တယ်အကျိုးကျိုးတွေကြောင့်ညာပို့နေတာကိုမမြင်ဘူးတဲ့သူ့အနေနဲ့အမိမာကိုခဏိတိုင်းနဲ့လိလာလိုက်တာဘာနဲ့တူတယ်လို့မင်းရဲ့အလုံးပိတ်ကြတဲ့အမောင်တိုင်ခန်းကြီးရဲ့မှာဇနီးတော်ဝင်နေရတယ်နဲ့သိတူတယ်အမိမာကို ဆယ်လို့ရတဲ့အချိန်ကမှအခုဒီမှာကိုမလေးလာတော့ဘူးဆိုပြီးသွန်လိုက်တဲ့အခါကျမှအလင်းနဲ့ပြန်ရောက်သွားတယ်။မင်းမိမနဲ့လိုက်တဲ့လက်ချက်ကဘယ်သူမှပြန်ပြီးဘုရက်ကမထိုးနိုင်ဘူး။အဲဒီတော့အဲ့ဒီလိုသားတွေကသဘာမှာတော်တော်လေးပြန်။ဘုရားဟောမဟုတ်ပါဘူးဆိုပြီးသူတို့ကကုန်းကြီးနေတယ်။ညနေချိန်ခါမှအဲ့ဒီသာသူတွေကိုတော့ဖတ်ထားတဲ့အနောက်တိုင်းသားတွေကအမိဓမ္မာဒီနာရကိုလက်မခံခြင်းနဲ့အဲ့အတွက်အမိဓမ္မာဆိုတဲ့အတန်လေးကြားလိုက်ရရင်ပဲ အန္တတရားကမဟုတ်ဘူးဆိုပြီးဒီလိုဖြစ်သွားတယ်။ညောင်ကြီးပြက်ကြံတရားကြီးဟာမရှိဘူး။ပြီးတော့ဘုန်းကြီးတို့ပြောလိုတာကအမိဓမ္မာနဲ့သုဒ္ဓံနဲ့အမိဓမ္မာဒီတရားဓမ္မလိုပဲခေါ်ပါတယ်ဘုရားကတော့သုဒ္ဓံနဲ့အမိဓမ္မာဒီအတူတူပဲသုဒ္ဓံကမဟုတ်ကြလေသုဒ္ဓံကအခုဖြစ်လုပ်ငန်းဝင်ကိုသိနေတဲ့လက်တွေ့မလို့ပြင်မယ်ဆိုတဲ့အကျင့်လေးကိုညွှန်ကြားပြလက်တွေ့ပြလိုက်တဲ့အချိန်ခါမှာဒီရုပ်တွေကိုမလို့သိလာမယ် ီနန္ဒီကိုဘယ်လိုသိလာမလဲညုခုရကဘာရင်လဲနန်းခုရကဘာရင်လဲအကြောင်းတရားကျိုးတရားဆိုတာကဘာရင်လဲဆိုတာကိုတနည်းတည်းပြအသေးစိတ်ရှင်းလင်းတင်ပြတာကအမိမာဖြစ်ပါလေလုံလောက်ဝင်လောက်မှာကတုတ်တံမှာလာတဲ့ရှင်ပြည့်ရဲ့အတက်အတိတ်ကလောက်ရမယ်လုံလိုက်တဲ့အချိန်မှာယောဂီပုဂ္ဂိုလ်ကဒီတရားဘာဝနာတစ်ခုကိုကြည့်ကြံကြောက်ကိုဘာများအထောက်လိုက်လို့ယုတ်တယ်ကိုဒုတိယပုဂ္ဂိုလ်ဆိုလို့ရှိရင်ထိုးထိုးပြီးရမယ်ယုတ်တယ်ကဘာဒီဘာရင်အဲ့ဒီယုတ်တယ်ကဘယ်လိုဘယ်လိုဖြစ်နေတဲ့မျက်စီမှာယုတ်ကဘယ်လောက်ရှိတယ် နာမယုတ်ကဘယ်လောက်ရှိတယ်စက်ပြီးဖြစ်တိတိပြပြရှင်းရှင်းပြပြမိထာကပါလေအမိဓမ္မာဒေသနာပဲဒါကြောင့်အမိဓမ္မာဒေသနာတော်ဒီသုတ္တမလာတဲ့လုံငန်းငွေအရာဘာဘာကတို့တို့တင်သိနိုင်တဲ့တရားတွေကိုအသိစိတ်ရှင်းရှင်းပြပြတဲ့ဒေသနာတော်တစ်ခုသာဖြစ်တယ်သုတ္တနဲ့အမိဓမ္မာဒီအထူးကြီးကွာဟနေတဲ့တရားမျိုးဟုတ်လားမဟုတ်ဘူးယုတ်ဆိုတာကဘာနာဆိုတာကဘာဒီလိုတို့တင်သိပါမှနာမရောပြိဋ္ဌာန်ဉာဏ်ကိုရရှိမှာ ဒီနာမရူပသုခိတညာဖြင့်ထွေးသိမိရမယ်ယောထွေးသိမိရမယ်နန္တရားတွေကိုဒီအခုမှမှရှင်းပြပြထားပါလေအဲဒီလောက်တော့မှအတုညာမရှိဘူးမရှိတဲ့ပုဂ္ဂိုလ်သူကပြိကသုံးဖို့ဘာသာပြန်ပြီးတော့ဘုရားဟောဒေသနာတော်ဒီအဲအခုမှဒေသနာတော်ဒီဘုရားဟောမဟုတ်ပါဘူးလို့ကိုယ်အော်လိုက်တော့အဲဒီကိုယ်အော်တဲ့အတန်းကြီးကတော့ဘာကိုပြန့်နှံ့သွားတယ်ပြန့်နှံ့သွားလိုက်တဲ့အချိန်ကကျတော့ အမိမနဲ့လောက်တယ်အတူပါပဲလို့ပြန်ပြီးပြောရင်သူတို့ကလက်ခံလားလက်မခံတော့ဘူးလက်မခံတာကဘာလဲလို့ပြီးတော့ယုံကြည်ချက်တရားတရားမရှိဘူးနားတော့ရှိရဲ့ယုံကြည်ချက်တရားတရားရှိလားမရှိဘူးယုံကြည်ချက်တရားတရားမရှိတဲ့အတွက်ထိုပုဂ္ဂိုလ်တို့ကိုဘုရားကတော့ပြီးတရားဟောနေပြီးတော့မဟုတ်ဦးဇင်းတို့လို့ဘုရားရှင်ရဲ့ဒါတော်တော်ကနေပြီးတော့ဘုရားဟောနေနာတော်မှာလာရှိတဲ့အတိုင်း မိစ္ဆာလေးပါးနဲ့ဆက်တဲ့တရားစကားတွေကိုဟောကြမယ်ဆိုရင်တို့မှာယုံကြည်တဲ့တရားမရှိတဲ့အတွက်လက်ခံပါဦးမလားလက်မခံတော့ဘူးတခြားဘုရားရှင်ကနားလည်းရှိမယ်ယုံကြည်တဲ့တရားလည်းရှိမယ်ဒီလိုပုဂ္ဂိုလ်တွေကတော့ဘုရားကတရားဟောမှာနားတော့ရှိပါရဲ့ယုံကြည်တဲ့တရားမရှိဘူးယုံကြည်တဲ့တရားတော့ရှိပါရဲ့နားကမရှိကြဘူးဆိုရင်လည်းထိုပုဂ္ဂိုလ်တွေကဘုရားတရားဟောပါမလားမဟုတ်နိုင်ဘူးတခြား အဘရုဒတိတအမတတ္တ ద్వార ာယေတတဝံတောပမုဇ္ဇံတုတတံဝိဟိန္ဒတိမူခုဏန္တဘတုဓမ္မံပဉ္စိဓမ္မလုစေတုပြမေယမေတရတော်တဟံပတိပြမယေအကျင်တတဝါတို့တိသောတဝံတောလဖျာဟောတိသစ္စာလိုပါတရားကိုကြားနိုင်သောနာရှိကြကုန်၏ ေဒုနာရှိကြဂုံတော်တတ္တဝါတို့သည်တတ္တံယုံကြည်ကြတရားတရားကိုပတ်မုံစံတို့လွတ်ကြကုန်လောတရားတရားရှိအောင်ကြိုးစားကြတော့နော်ဒီတန်ထိုတတ္တဝါတို့ဒီတန်ထိုတတ္တဝါတို့ဤအမတ္တဓမ္မတရားရှင်ဒီပန်တရားဤ द्वार တကားတဘောဖြစ်သောအရိယမတရားတို့ကိုအပါရူတံငါဖျောဖွင့်နေရထားကုန်ပြီထိုတရားဤအတွက်မတရားအနိမ့်ဤပန် မတရားနိုင်လို့ပါဤတကားတော့ဖွယ်ဖြစ်နေတဲ့အရိယမတရားဆိုတဲ့မဲမြေရှင်ပါကျင့်တဲ့တရားတွေကိုငါပြဖွင့်လင်ထားပြီးပြီငါပြဘက်ကတော့တကားကြီးဖွင့်ထားပါတယ်နော်မတရားနိုင်လို့ပါတော့ရောက်ကြောင်ဖြစ်တဲ့တကားကြီးကိုဖွင့်ထားပြီးပြီဘာဝကတို့တက်ကလိုအပ်တဲ့လိုအပ်ချက်ကဘာလဲနားရင်ရှိပါတယ်ယုံကြည်တဲ့တရားကြီးလည်း ိကြပါလေအဲ့ဒီလိုနားလည်းရှိပြီးယုံကြည်တဲ့ဓာတ်ရရှိနေတဲ့ဒီသမားတွေအတွက်မတရားမြင့်ဒီဘန်တို့ဝိညာဉ်ဖြစ်တဲ့မဲမြေရှင်ပါကြည့်စေပြလို့ခေါ်ဆိုအပ်တဲ့အရိယာမေတ္တရားတွေကိုငါအရိယာမေတ္တရားဆိုတဲ့တရားကြီးတွေကိုငါပြဖွင့်ထားပြီးပြီဝိဟိန္တာတင်းကြီးကိုလုံးပင်မဤဟုအမရှိသည့်ဖြစ်ပေမကုဏ္ဏလက်ကြအာတိသောပဏိတံမောင်ပြသောဓမ္မတရားတော်မြတ်ကိုမနှုတ်စေသူလူသားတို့အနာဘတိမဟောခဲ့လေပြီ ပိမန်းနေလို့အမှတ်ဉာဏ်ရှိလို့ပိမန်းနေလို့အမှတ်ဉာဏ်ရှိတာကဘာကြောင့်လဲလို့မင်းရင်တော့ခொနကရဝရရဲ့နန္ဒမသီတာတက်တွေကအလံဖူပြောနေတာကအကြောင်းတရားနောက်အကြောင်းတရားကတော့မြမမင်းရဲ့ဖြောက်ထက်တောင်းမှန်ချက်ကိုစောင့်ဆိုင်နဲ့နေနေတာကအကြောင်းတရားအဲ့ဒါကြောင့်မြမမင်းကမတော်မှန်ပြန်မှာတော့ဟောလိုက်ရင်ဒီတရားတော်အပေါ်နဲ့မျိုးမျိုးဝိဇ္ဇာနေတဲ့ယုံကြည်ချက်တရားတွေကအပြော့နေလိမ့်မယ်။အပြော့ရင်တရားဟောတာ ကိုယ်ဒီမှာနန်းရုံအဆင့်သာရှိတယ်ဒါကအကြောင်းတစ်ခုတဘာဝလက်ကြည့်လိုက်တဲ့အချိန်ကမှသူတို့ရဲ့အင်းကြီးကလည်းအလုံးကြီးညှိကြသေးဘူးတဲ့နော်တရားဟောဖို့ရအချင်းကနည်းနည်းလေးလိုနေသေးတယ်တောင်းထင်ရအောင်နောက်တစ်ခုတဘာဝတစ်ခုလို့တဘာဝမှာပညာမျက်စိမှာသိရတာမြေမောင်ကနေပါပြီတချို့တို့တဘာဝကြတော့ကိလေသာမြေမောင်ကအလွန်နော်ထူပြောနေတယ်ထူပြောနေတဲ့ဒီကိလေသာမြေမောင်လေးတွေနေပါသွားတဲ့အချင်းအဖြစ်တော့ တရားဟုတ်ဖို့ရတောင်းဆိုင်ဖို့ရရှိတယ်။အကယ်၍ဣရိတမြေမုန်နေထူမြော့နေလို့ခေါ်လိုက်တဲ့တရားပေါ်မှာလဲအထင်ကမကြီးတော့မှသွားပြီးတရားဟောလိုက်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ်ပင်မနားနေရုံပဲရှိမယ်လို့ဒီလိုအမှတ်ပညာရှိကြတဲ့အတွက်ငါဗျာရှင်ဒီလူသားတို့အတရားကိုဟောတော့မမှုချင်းဖြစ်နေဆိုပြီးတော့သဟံဘဏိဇမာနိကိုငါဗျာကအမိရှိပါတယ်နော်အဲ့ဒီခါကျတော့မှဘာဖြစ်လဲ အတဂောအထံခောရဇံကုမာရပြမန္တံပေတိကတဝါကတောခောမူသကဝတ္တသမတိလာယဒီမံပြဝတိတဝပရခိဏကတဝတ္တေဝန္တရတာယိသာဇံကုမာရတကတော်ဘောဓိနိဗ္ဗာအထဂောဒုခန္တေပြမတဟံပေတုတဟံပေတိပြမကြီးတိဘဂဝတ္တအမှုနောသောမတခင်ဖျားရှင်ဒီဓမ္မဒေသနာယသစ္စာလူယတရားမြတ်အတိဟုသောဒေသနာတော်ကိုဟောကြားပြတ်တာဆောဆုံးမှခြင်းဟာ တတဝါကတော့ခွင့်ပြုဝါမျိုးသောအခွင့်ရှိသည့်အာမိဖြစ်ခဲ့ပြီဣတိသောနှလုံးပိုက်၍မန္နာဘုရားရှင်တော်ဘုရားတိတဝါယုံဉာဏ်ရှိခုဖြစ်ပြေခိဏကတဝါလက်ရာယူလက်လောရှိတက်ပြဝါထော်ရဟဲ့ပင်လေအန္တဒါယူပွင့်ပြောက်ခဲ့လေ၏ကနရဘောဓိမေတ္တာထိုးချင်းကမဒီသဟမတိမြန်မာကြီးကငါဘုရားရှင်ကြီးတရားဟောမူရအတွက်ခွင့်ပြုပြီလို့ဒီလိုနှလုံးပတ်ပြီးတော့ငါပြဘုရားတို့ရှိခိုး လက်ရရဲ့လှဲ့လဲလုံးချင်းတိုင်တိုင်ရှင်ခုတ်ပြီးတော့ထိုးနေရပါပဲကြွပြောက်ပြီးတော့ဒီပြန်သွားနေတယ်နော်ကြွပြောက်သွားပြီးသံမတိမြမကြီးပြန်ပြန်လိုက်တဲ့အချိန်ကမှဘုရားရှင်ကဘယ်လိုစိတ်အကြံရှိအကြံရှိဖြစ်တယ်နော်တတမေခရတကုမာရဣတ္တတော်ပြီရာဇကုမာရဒီကရောပါရိမိတ်္ခတတမေခရဒုံငါပြန်လို့ဒုံငါပြန်ရှိတန်တန်၌ ဣန္ဒယေသောသူဣဒေကောဣန္ဒသောစေအကြံဖြစ်သည်အဟောတိဖြစ်ပေါ်တော်မူခဲ့လေသည်။ငါမြဲရှိတဲ့တဏ္ဍမဒီလိုစေအကြံဖြစ်ဖြစ်တယ်။ဘယ်လိုလဲ။တတ္တုခောဟံပထမဒေသိယံကောဣမံဓမ္မခိပမေဝအာဇာလိတတိ။ဟံဃတိပထမရှိသောဣမံဓမ္မဣတရားကိုကတ္တအဘယ်ပုဂ္ဂိုလ်အားဒီသိယံကိုခေါ်ဟောကြားရပါအနိ။ကောဘယ်မြေသောပုဂ္ဂိုလ်တတ္တဝတိဣမံဓမ္မဤငါဖြင့်ဟောကြားမဲ့တရားတော်ကို ခိဗာမေဝရှင်ဉာဏ်သောတဟိအာဇာနိတ္တိထိုတည်းတိတိနိုင်လက်တည်းငါဘုဒ္ဓဘုရားကျင့်တရားဟောရမလဲငါဟောလိုက်တဲ့တရားကိုလည်းဘယ်ပုဂ္ဂိုလ်ဒီလင်းမြသောထိုတည်းတိနိုင်လိမ့်မလဲလို့ငါဖျားရှင်တန်တမ်းမှစိတ်အကြံရှိပေါ်လာတဲ့ပေါ်လာနေတဲ့အချိန်ကကြတော့ဘာဖြစ်လဲ ဘယံဖြစ်ကန္နနောမဘယ်လိုဖြစ်လာတလဲအယံခောအလာရောကလာမပန္တိတောဝိယတောမေတဝိတိကရတ္တအပါရဇကဇာတိကောအယံခောကလာရောအလာမဤကလာမအနန္တဖြစ်လောဖြစ်သောအလာရယေကြီးသည်ပန္တိတောပညာရှိဤဝိယတောသွန်းနေသွန်း၌မိတော်ဝီ ပရိဏံယဉ်ညာအစရှိသောသုံးသောဉာဏ်ဉာဏ်နှင့်ပြီးသောဤဒီကရတံမြင့်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 တရားရှိမင်းသောသောအချင်းကကာလတုပါလောအဘာရဇက်ခဇာတိကိုဉာဏ်ဉာဏ်မျက်စိနဲ့လဲပါသောကိရိတာမြင်မုံရှိ၏။ဒီနေရာမှာဉာဏ်ဉာဏ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကလည်းသက္ကလုံသုံးလုံးသုံးထားပါရဲ့အထက်ကရာမြတ်ကလည်းဒီသက္ကလုံနဲ့ပတ်သက်ပြီးတော့သုံးမျိုးပဲဖွင့်ထားတယ်နော်။အယံခေါ်အလမောကလာဘောဤကလမအနယ်ဖြစ်သောအလာရာယတိကြည့်ဒီက ပန္နိတောအဓိကမဘာဟုသေသပညာရှိပေ၏အဓိကမဘာဟုသေသပညာတဲ့သူကအကြမ်းမြို့တို့ကမြန်ပြတဲ့ဉာဏ်ပညာလည်းရှိတယ်ဝိရတပါဠိဟာရိယပညာလည်းရှိပေ၏ဝိရတပါဠိဟာရိယပညာနော်ပါဠိဟာရိယပညာဆိုတာကသစ္စာလေးပါးဟောမယ်ဆိုရင်ထိုတွင်သိနိုင်တဲ့ဉာဏ်ပညာမျိုးဒုက္ခသစ္စာကိုဟောရင်လည်းဒုက္ခသစ္စာအကြောင်းကိုသိနိုင်တယ်သမုဒိယသစ္စာကိုဟောပြရင်လည်းသမုဒိယသစ္စာကိုသိနိုင်တယ် မေနိရောဓသစ္စာကိုဟောပြရင်လည်းနိရောဓသစ္စာကိုသိနိုင်တယ်။မေဃသစ္စာကိုဟောပြရင်လည်းမေဃသစ္စာကိုသိနိုင်တယ်။အဲဒီလိုပညာကိုတော့ပါရိဟရိယပညာခေါ်တယ်။နောက်တစ်ခုကတော့မေတ္တာဝိတိအမရိဏတိဉာဏ်ဉာဏ်ဉာဏ်လို့ဖြစ်ပေ၏။ဘိမုကပြိပိဏ္ဍိနဲ့ပြိဒဏိတည်နေခဲ့တယ်။အတိတ်ကိုကြည့်တဲ့ယောဂီပုဂ္ဂိုလ်များအတုတ္တဖြစ်မိမိမိဒ္ဓန္တိမှတည်ရှိတဲ့ယုံဉာဏ်ဉာဏ်ဉာဏ်ကို သိဆုံးတဲ့ယောဂီအတိတ်ကကံကြောင့်ပြိဿဗပရိသန်ရဲ့အခိုက်ခန္ဓာငါးပါးယုံပြဉာဏ်ပြတ်တို့ရဲ့ဖြစ်ပေါ်ပုံကြောင့်